ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ Super Sunday ပေါ့လေနော်ဒါတော်တော်လေးကြည့်ကောင်းမဲ့ပွဲဗျာနော် Liverpool နဲ့ဒါ Man U နဲ့ဒါဘယ်လိုဖြစ်လာမလဲပေါ့လေနော်မနေ့ကတော့ဒါ Arsenal ငါးစားပွဲရတော့ကျွန်တော်ပြောခဲ့တယ်တလုံးတည်ရင်နဲ့တော့ကျွန်တော်ယူခိုင်းထားတယ်ပေါ့လေနော်အဲ့တော့မနေ့ကတော့ဒါ draw ဖြစ်ခဲ့တယ်ဆိုတော့3-2ပွဲလုံးအောင်တယ်ဘရူဂျက်ပွဲလေးကျွန်တော်တို့0-1နဲ့အောင်တယ်နောက် အဲနောက်သုံးစားကတော့ဒါမာဆေးပေါ့လေစဒူးနဲ့ပပဆဆအောင်ပါတယ်เนาะအဲ့တော့နှစ်စာပွဲလေးတစ်ပွဲကတော့ဒါစီဗီလာနှစ်စာပွဲကတော့ကြာတယ်ပေါ့လေအဲ့တော့မနေ့ကတော့ကျွန်တော်တို့အကျိုးမြ250အပေါင်းလေးထွက်ခဲ့ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေเนาะအဲ့တော့အသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါဦးညီကိုတို့ရေကျေးဇူးများကြီးတင်ပါရေအဲ့တော့ဒီနေ့ကတော့အရန်ကြီးကြိုက်တဲ့ပွဲမျိုးတော့မရှိဘူးပေါ့เนาะသုံးစားတင်ရလောက်အောင်ကိုမကြိုက်တဲ့အနေထားဖြစ်နေတယ်အဲ့တော့လက်ရှိကတော့ဒီနေ့ထိန်းရွေးတယ်အဲ့တော့ဒီတနင်္ဂနွေနေ့ကတော့ပရီးမီးယားလိဂ်ကနှစ်ပွဲပဲရှိတယ်ဒါပေမဲ့အဲ့ပွဲတွေကလည်းကောင်းပါတယ်เนาะအဲ့တော့ ပထမပွဲကတော့စပါးနဲ့ကျွန်တော် Aston Villa ကံမှာဖြစ်ပြီးတော့ဒုတိယပွဲကတော့ဒါ Liverpool နဲ့ Man U ကံမှာဖြစ်ပါတယ်အဲ့တော့မနေ့ကအာကြီးကဒါသုံးမှတ်ရသွားပြီဖြစ်တဲ့အတွက် Liverpool အနေနဲ့ pressure အရန်များနေပါတယ်အဲ့တော့ United အနေနဲ့ကလည်းလက်ရှိဒါ Emery အနေနဲ့ဒီပွဲမှာတခုခုတော့လုတ်ပြမယ်လို့ယူဆတယ်ပေါ့လေနော်အဲ့တော့ဒါအဆင့်3 Liverpool ရမှတ်15မှတ်အသင်းနဲ့ဒါ Man U ရမှတ်10မှတ်နော်ဒီအဆင့်7အသင်းတို့ရှင်ပြိုင်မှုမှာဒီနေ့ Man U နိုင်ခဲ့မယ်ဆိုရင်တော့ရမှတ်73မှတ်နဲ့ဒါအဆင့်8အထိ ဒါမန်ယူတက်လန်းနိုင်မှာဖြစ်ပါတယ်ဆိုတော့လီဗာပူးအနေနဲ့တော့ဒီနေ့ဘက်နိုင်ရင်တော့ဒါအာဆင်နယ်နဲ့ဒီလက်ရှိဒီအဆင့်ရက်တိမှုကဒါအဆင့်နှစ်ကိုပြန်လဲရောက်ရှိမှာဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့အာရမယ်လို့တဲ့အနေထားဖြစ်နေပါတယ်เนาะအဲ့တော့ပရီးမီးယားလိကတော့ဒီနှစ်ပွဲပဲရှိမယ်ဇန်နဝါရီကကျွန်တော်လာလီဂါတွေကတချို့ပွဲတွေ ရွေးထားတယ်ဆိုတော့ဒီနေ့တော့ series area ကကျွန်တော်တပွဲကြိုက်တယ် AC နဲ့ Fiorentina ပွဲလေးတော့ကျွန်တော်အဲသဘောကျတယ်ဗောလေလက်ရှိအနေထားရမနေ့က Napoli ရ Torino အသင်းကို1-0နဲ့ရှုံးခဲ့တာကြောင့် AC အနေနဲ့လက်ရှိအနေထားမှာအဲအဆင့်တက်ရောက်ဖို့ဒီနေ့ chance တော်တော်လေးရှိပါတယ်တဖက်က Fiorentina ကလည်းလက်ရှိဒါတန်းဆင်းဆုံးအထိရောက်နေတဲ့အတွက်ခြေစွမ်းကျနေတယ်ဒါပေမဲ့ AC အတွက်စိုးရင်စရာတစ်ချက်ကအဓိကကစားသမားအများကြီးအဲဒဏ်ရာရနေတယ်ဗောနော်ပိုလစ်တို့အောက်စုဒဏ်ရာရတဲ့အတွက်အဓိက အာဂိုးစီယာကမော်ဒရစ်ရဲ့ เนาะဒီ Jimenez ရဲ့ဒီလောက်ပဲရှိနေ Rafael Leao ရဲ့၃ယောက်လောက်ပဲရှိတဲ့အနေအထားမျိုးမှာ AC ဖြစ်ပါမလားအဲ့တခုပဲကျွန်တော်စိုးရင်နေဗျာเนาะဒါလေးတွေကျွန်တော်ဒီနေ့သုံးသက်ချက်အနေနဲ့ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးเนาะဒီ live stream လို့မနေ့ရသေးရင်တရားတစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုကြီးကျေးဇူးအများကြီးတင်ပါတယ်ဗျာเนาะအဲ့တော့ဒီဒီရာဒီလည်းကျွန်တော်အမှန်မှလုံးဝမခေါ်သေးပါဘူးเนาะတချို့ page အတူတွေเนาะဘာဟို account အတူတွေရှိရင်တော့ဒါတတိထားပေးဖို့ကျွန်တော်ကျွန်တော်တတိပေးတာဖြစ်ပါတယ်เนาะအဲ့တော့မနေ့ကရာဒီလည်းတရားဒီလုံးကျွန်တော်မှန်မှလုံးဝမခေါ်ခဲ့ပါဘူးအဲ့တော့ဒီရာဒီလည်းလုံးဝမခေါ်သေးပါဘူးเนาะအဲ့တော့ကျွန်တော်အခမဲ့ပဲကျွန်တော် ကြိုးစားပေးနေပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျဆိုတော့မင်္ဂလာပါညီကိုတို့ရေ brother ဇင်မင်းတို့မင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါချွတ်ထွန်းမင်္ဂလာပါမြို့ကျော်တို့မင်္ဂလာပါတန်းဆိုး AM မင်္ဂလာပါမောင်ကစ်မင်္ဂလာပါဒီဖွေးမင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါကုမှုဒရာမင်္ဂလာပါဇင်မင်းတို့မင်္ဂလာပါဗျအဲဆက်မင်္ဂလာပါကျော်ဆိုးမင်္ဂလာပါရွှေကြီးမင်္ဂလာပါ အဲကျော်လင်း1500မင်္ဂလာပါမမောင်အေးမင်္ဂလာပါကိုကျော်ကျော်25မင်္ဂလာပါဗျအဲဇော်ရဲအောင်မင်္ဂလာပါရွှေရမင်္ဂလာပါအာကာကျော်မင်္ဂလာပါမန်ယူပေါ့ဗျာဟုတ်ပါမလား brother brother မြင့်ဆွေမင်္ဂလာပါဥတင်ကျွန်တော်တို့ဒီညမန်ယူပဲဗျာနော်မန်ယူဘက်ကအားပေးမယ်ပေါ့ဗျာဒါပေမဲ့ဂျေးအရာကတော့နည်းနည်းလေးပေါ့နော်နည်းနည်းလေးကြီးနဲ့ဒါနေသိန်းတာလေးနဲ့တော့ကျွန်တော်ခွဲပြောမှာဖြစ်ပါတယ်နော်အဲကိုကျော်ကျော်25မင်္ဂလာပါဗျတင်အောင်ထွတ်မင်္ဂလာပါဥတင်မင်္ဂလာပါဗျဇမင်းအောင်မင်္ဂလာပါမောင်ကစ်မင်္ဂလာပါကျော်သူလှမင်္ဂလာပါအောင်ရက်ထက်မင်္ဂလာပါကိုထွန်းထွန်းမင်္ဂလာပါခိုင်ခိုင်မင်္ဂလာပါကျော်လင်းထောင်ကမင်္ဂလာပါနိုင်ဝင်းမင်္ဂလာပါ ညီကိုရေး brother ကိုထွန်းကိုထွန်းနိုင်ဝင်းမင်္ဂလာပါဗျအဲခွန်လွင်ဦးမင်္ဂလာပါဗျဝင်းကြိုင်မင်္ဂလာပါကိုငယ်မင်္ဂလာပါနေလင်းဆိုးမင်္ဂလာပါကွိကျော်မင်္ဂလာပါတီတီစိမင်္ဂလာပါဆက်မင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါညီကိုရေး brother မင်းဟန်မင်္ဂလာပါဗျမင်းမင်းမင်းမင်္ဂလာပါဗျကိုတန်းဝင်းမင်္ဂလာပါဆက်မင်္ဂလာပါဦးအောင်ကြည်မြင့်မင်္ဂလာပါကိုအောင်ကိုဟိတ်မင်္ဂလာပါဗျရော့ဂါဂျီဇက်မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါဦးတင်မင်္ဂလာပါဂျိုးမင်္ဂလာပါဗျ အဲညီကျော်မင်္ဂလာပါအောင်မင်္ဂလာဘီဘာပွဲလေးပြောပြီးပါ Okay ပါညီကိုရေဖြိုးတက်အောင်မင်္ဂလာပါမောင်ကစ်မင်္ဂလာပါထွန်မင်းနိုင်မင်္ဂလာပါညီကိုရေ brother ကျော်လွင်မင်္ဂလာပါ lucky မင်္ဂလာပါအောင်မင်္ဂလာပါမင်းမင်းအောင်မင်္ဂလာပါဗျ KS ဆိုတော့ကျွန်တော်တို့စလိုက်မယ်ဗျာနော် brother တုတ်တီမင်္ဂလာပါရဲကို2019မင်္ဂလာပါ lucky မင်္ဂလာပါဝင်းရွှေမင်္ဂလာပါဗျ Rocket Manchester United fan မင်္ဂလာပါညီကိုရေ Man U ယုံအောင်လိုက်မလားတဲ့ Man U ယုံလိုက်ရမလားကိုစုံရေးတဲ့ယုံ ယုံသိနဲ့ထင်လာညီကိုကြီးเนาะတလုံးတည်တော့ပေးထားတယ်ဗျာเนาะအဲ့တော့ Liverpool အဓိကအားနေချက်က Alisson မှာပဲပြောကြရတော့မလို့ပါဘူးเนาะကိုသမားအားနေချက်ရှိတဲ့အတွက် United အသုံးချနိုင်မယ်ဆိုရင်တော့ဂိုးရလိမ့်မယ်၃လုံး50ရှုံပေးထားတဲ့ဆိုတော့လေဒါလေးကျွန်တော်ပြောပြပါမယ်เนาะအဲ့တော့ကျွန်တော်စလိုက်အောင်ညီကိုเนาะ အဲ့တော့ဒါ wise ဘာမှာစွန့်ကျင်တဲ့ညီကိုတွေအနေနဲ့လည်း GoBee ရဲ့ promo code ဖြစ်တဲ့ GB777 အောင်အသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါက wise bank မြန်မာ Facebook page နဲ့သူတို့ application သို့မဟုတ် website link နဲ့ customer service call တွေနေပြီးတော့လေ24နိုင်တိလူရည်မေးမြန်းလို့ရပါတယ်။ကြောဆိုတော့ကျွန်တော်တို့ဒါ Premier League ကနေစပါမယ်။ Let's go ပါ။ဆိုတော့ဒါ Tottenham Hotspur နဲ့ Aston Villa ဘွဲကနေကျွန်တော်စပြီး ပြောပြီးမှဖြစ်ပါတယ်အဲ့တော့ Tottenham Hotspur အနေနဲ့လက်ရှိပေးထားတဲ့အနေအထားအရဒါ level 50အထိကိုစင်းကြသွားတယ်နှလုံး60ရှုံးနေကျွန်တော်ပြန်ကထားပါတယ်မနေ့ကတော့ကျွန်တော်စနေနေ့ Premier League ပွဲအားလုံးဒါတော်တော်လေးအဆင်ပြေတယ်ဗောနော်ရှုံးပွဲလုံးဝမရှိခဲ့ဘူးဗော Premier League တွေကတော့အဲ့တော့ဒီနေ့မှာတော့နှစ်ပွဲလဲကျွန်တော်အတက်နိုင်တော့တော့ဒါအကောင်းဆုံးဖြစ်အောင်ရွေးချယ်ထားပါတယ်အဲ့တော့လက်ရှိ level 50ဆိုတဲ့ပမာဏမှာ Tottenham Hotspur အနေနဲ့လက်ရှိ ဒါအဆင့်5အနေနဲ့မနစ်ကတော်တော်ဟော့စပါမျိုးမဟုတ်ဘဲနဲ့ဒီနှစ်တော်တော်ဟော့စပါအနေနဲ့စဉ်းစားမယ်ဆိုရင်ဒီ90ရာပျော့ပါတယ်။ဆိုတော့လက်ရှိသောမတ်စ်ရန်အနေနဲ့ဒီရာသီတောက်လျှောက်ခြေစွမ်းတည်ငြိမ်နေတာတွေ့ရတယ်။အဲ့တော့မနစ်ကပြီးခဲ့တဲ့အဒီတော်တော်ဟော့စပါအိမ်ခွင်းကိုကျွန်တော်ပြန်ကြည့်ရမယ်။ဆိုရင်တော့2024 17လပိုင်းဒါ3ရက်နေမှာတော်တော်ဟော့စပါအိမ်ခွင်းမှာတော်တော်ဟော့စပါဘက်က ဒါ level တရာရှုံးပေးခဲ့ပါတယ်၄ကိုတကိုဆိုတဲ့ရလနဲ့တော်တော်စပါကကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့မနေ့ကတော့မှ level တရာရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာဒီနေ့ပေးတဲ့ကြီး level 50ဆိုတဲ့အတွက်မနေ့ကတက်တော်မှခြေစွမ်းပိုကောင်းလာရဲ့သားနဲ့50ပဲပေးထားတာဟာဒါပျော့တယ်လို့ကျွန်တော်သုံးသပ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒုတိယအကြော SM Villa မနေ့ကတော့က SM Villa အိမ်ခွင့်မှာပေးတဲ့ကြီးက SM Villa ဘက်ကကိုနှလုံး50ပေါင်း SM Villa ကပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲတုန်းကတော့တော်တော်စပါရဲ့ဒဏ်ရာလူစင်းတွေတော့ခြေစွမ်းကြမှုတွေ SM Villa လုံးဝအမှတ်လူနေတဲ့အချက်တွေကြောင့် ဒီလိုမျိုးကြီးပြီးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့အိုက်ပွဲကအိုက်ပွဲက အဲဒီ SMV လာအင်ကွင်းကြီးကိုကျွန်တော်တို့မိထားရမှာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိပြောချင်တာကတော့ဒီဟာဒီဒီ SMV လာခြေစွမ်းကျမှုနဲ့ဒေါ်တော်ဟော့စပါရဲ့ခြေစွမ်းကောင်းမှုကြောင့်လက်ရှိပေးထားတဲ့90ဆိုတဲ့ပမာဏအရာစဉ်းစားမယ်ဆိုရင်တော့ဒီကြီးကပျော့လို့ပဲကျွန်တော်တို့ကောက်ချက်ချရတယ်အဲ့တော့ဒေါ်တော်ဟော့စပါပြန်ကြည့်ရင်ဒီဟာဒီရှုံးပွဲဆိုလို့ဒီဘုံမောက်အသင်းကိုအင်ကွင်းမှာ0-1နဲ့တပွဲပဲရှုံးထားပါတယ်ဂျန်နာရီကတေးပွဲတော့အများစုရှိတယ်ဆိုတော့နိုင်တဲ့ပွဲများပါတယ်เนาะနောက်ဆုံးပွဲလီးစ်ယူနိုက်တက်အင်ကွင်းမှာ1-2နဲ့ဒေါ်တော်ဟော့စပါနိုင်လာတယ်ဝူဗာဟမ်တန်အသင်းကိုအင်ကွင်းမှာ1-1ပဲကန်တဲ့အချက်တော့မကြိုက်ဘူးဆိုတော့တောက်လျှောက်လေ တော်တော်ဟော့စပါအနေနဲ့ဂိုးတောက်လျှောက်ပေးထားတယ်ဗျာဘိုဒင်းဒုစ်ကို၄ဘွဲ၅ဘွဲနောက်ဆုံး၅ဘွဲမှာ၄ဘွဲဘိုဒင်းဒုစ်ကိုဖြစ်ထားတယ်ဆိုတော့ဒီထဲမှာချန်ပီယံလီဂ်ထဲမှာဘိုဒိုကလင်အသင်းကိုအဝေးဘက်မှာ2-2တော့ဝမ်ဒန်ကို1-1ဒွန်ကတ်စတာကို3-0ဆိုတော့ပြီးတော့ Brighton အသင်းကို2-2ဆိုတော့တောက်လျှောက်ဟာအဲတော်တော်ဟော့စပါခြေမငြိမ်နဲ့ပြဿနာဖြစ်နေတယ်ပေါ့လေအဲ့တော့ဒီဟာဒီအိမ်ကွင်းကိုကြည့်ရရင်ဒီ Premier League မှာဒီ Tottenham Hotspur အနေနဲ့အိမ်ကွင်းမှာ Burnley ကို3ခုပြန်နဲ့တလုံးတည်ကြီ အောင်ထားပါတယ်ဘုံမောက်အသင်းကိုဒါ level တရာရှုံးကြီးပြီးပြီးတော့ဇီးဝါနဲ့ပွဲပြီးကြတယ်ဒီမှာတော့မှဘုံမောက်အသင်းကိုလက်ရှိပေးတဲ့ကြီးအနေနဲ့စဉ်းစားမယ်ဆိုရင်လက်ရှိအဆင့်၄ကဘုံမောက်ကိုပေးတဲ့အင်ဂွင်ကြီးတော်တော်စပါ level တရာရှုံးရှိပါတယ်ရှိခဲ့ပါတယ်เนาะဒါကြောင့်အခုပေးတဲ့ကြီးက Western Villa ကိုပေးတဲ့ကြီး level 50ရတော့ ျော့တယ်လို့ပဲကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်เนาะခြေစွမ်းအရာကတော့ Donald Hosbar အနေနဲ့မရှုံးနိုင်ဘူးကောင်းတယ် Aston Villa ကလည်းလက်ရှိအနေမှာ Garden Found လေးပြန်မှန်လာတယ်ပေါ့အဲ့တော့အစရာသီအစမှာတော်တော်လေးတိုင်ပတ်ပြီးတော့တန်းဆင်းဆုံးနေတော့ကတ်နေတဲ့အနေအထားမျိုးဖြစ်သွားခဲ့ပြီးတော့အခုမှတော့နောက်ဆုံး၄ပွဲဆက်နိုင်ပွဲတွေရတာနဲ့ဒီထဲမှာ Bologna အသင်းကို Europa League မှာနိုင်နေ4-1ဖန်အသင်းကို3-1 Fiorentino ကို Europa League မှာထပ်နိုင်နေ Z2 နဲ့เนาะအဲ့တော့နောက်ဆုံးပွဲကတော့ဒါ Burnley အသင်းကို2-1နဲ့နိုင်တော့ပါတယ်ဒါပေမဲ့ Tucan နဲ့ Premier League အသင်းတွေကိုကြည့်ရင်အရန်ကြီးတော့ အားရစရာကောင်းတဲ့အသင်းမျိုးတွေတော့မဟုတ်ဘူးဗျဖူအန်လိုအသင်းကိုတကူပေးရတယ်ဘန်လီလိုအသင်းကိုတကူပေးရတယ်ဆိုတော့တော်တော်ဟော့စ်ဘားအင်ကွင်းမှာတော့တိတ်တော့မလွယ်ဘူးဗျာသိလားအဲ့တော့နည်းနည်းလေးတော့ရွေးရခက်တယ်အဲ့တော့ SNB လိုက်အဝေးဝင်းပြန်ကြည့်ရရင်ဒီဟာဒီတောက်လျှောက်နောက်ဆုံးပြန်ဖို့ဆို6ပွဲဆက်က Anna 2.5ဖြစ်ထားတယ်အဲ့တော့ဂိုးပေါ်ဖို့စဉ်းစားမယ်ဆိုရင်လည်းနှလုံး80ရှုံးကအဲ့လောက်ကြီးဂိုးပေါ်ကအားမကောင်းနေဘူးအဲ့တော့ ဘော်ဒီရောဂိုးပေါင်းကြီးရောပါတော်တော်လေးရွေးရခတ်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ SN Villa ဝေးခွင်းမှာဒီရာသီပရီးမီးယားလိနိုင်ပွဲလုံးဝမရှိသေးဘူး။ Brentford အိမ်ကောင်မှာကျွန်တော်1-0နဲ့ရှုံးထားတယ်။ Everton အိမ်ကောင်မှာ0-0နဲ့ကန်ထားတယ်။ Sunderland အိမ်ကောင်မှာ1-1ဖြစ်တဲ့အတွက် SN Villa လက်ရှိအဝေးခွင်း ကာရဖောင်အရာကဘလို့မှတော်တော်ဟော့စပါအသင်းကိုနိုင်နိုင်ကြအကြောင်းကမရှိနေဘူးဗျအဲ့တော့ကျွန်တော်တို့လက်ရှိစဉ်းစားမှာတော်တော်ဟော့စပါလက်ရှိအဆင့်၅မှာရမ14မှတ်အသင်းကဒီနေ့3မှတ်ရခဲ့ရင်ရမ18နဲ့အဆင့်2ကိုရောက်နိုင်မလားဒါကိုသောမတ်ဖရန့်အနေနဲ့အသုံးချနိုင်မလားကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်ဒီလိုမျိုးအနေထားကို level 90ဆိုတဲ့ပုံမှန်နဲ့ပြန်ပြီးစဉ်းစားမယ်ဆိုရင်တော့ ဒီကြီးကကျွန်တော် SN Villa ပဲကျွန်တော်ကတော့နေသိတယ်လို့ယူဆပါတယ်အဲ့တော့ကိုပေါင်းကြီးက NA အရန်များပါတယ်နှစ်သိန်းစလုံးလဲ900နိုင်တယ်လို့ SN Villa ဒီဘွဲလဲထပ်ပြီးတော့ Unai Emery အနေနဲ့ဒါခန်းစစ်ပိတ်ဆော့လာနိုင်တယ်လိုဘလောမေဘလောနိုင်တယ်ဆိုရင်တော်တော်ဟော့စပါလဲမယုံအောင်ဘောနော်နောက်ဆုံးအပွဲမှာအင်ငွေက3ဘွဲတောင်5ရောက်ထားတဲ့အနေထားအကြောင်းကျွန်တော်ကကိုပေါင်းကြီးရှောင်းတယ် SN Villa ပါပါလေးပဲကြိုက်ပါတယ် SN Villa ပေါ်ရီပါအဲ့နောက်တစ်ဘွဲကတော့ကျွန်တော် Liverpool နဲ့ကျွန်တော် Man U ဘွဲပါ Manchester United ဘွဲမှာ Liverpool အင်ငွေမှာကျွန်တော်တို့ဒါတစ်လုံးကို30ပေါင်းပေးကြွေးထားတယ်၃လုံး40ရှုံးနဲ့ကာထားပါတယ်ဆိုတော့ပုံမှန် ားဖြင့်တလုံးတည်သုံးလုံးအရှုံးပေးပြီဆိုရင်တော့ဒါဒီဘွဲကအဝေးဝန်းအနေနဲ့အောက်ကအသင်ဘက်ကကြီးမပေးတဲ့အသင်ဘက်ကတကူးရမယ်အနေထားလေးရှိပါတယ်အဲ့တော့တလုံးတည်မှာသုံးလုံး40ရှုံးဆိုကြတဲ့ကမန်ချက်စတာယူနိုက်တက်နဲ့တလုံးရမယ်ဆိုရင်ဘော်ဒီဝင်ရောတလုံးတည်ပြီးသားတဲ့အတွက်လေလီဗာပူးကနှလုံးပြတ်နိုင်တဲ့အနေထားလေးရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်2-1ကတော့အနေဆုံးစကြည့်ရမယ်အနေထားလို့တော့ယူဆတယ်เนาะအဲ့တော့ဒီကဒီမာမာဒက်ရယ်လီကိုသမား လေဘဘုံကဒီနေ့ပွဲထွက်လာမယ်အနေထားမှာဘလို့ပုံစံနဲ့ဒီ Arnis Lock ကင်တွင်မလဲတော့နည်းနည်းတစ်ချက်စောင့်ကြည့်ရမယ်ဗောလေအဲ့တော့ဒီဘဲအဆင်မပြေဘူးဆိုရင်တော့တစ်ဖက်ကဒီ Sasco တို့ဒီဒီ Bumo တို့အိုးစုကလက်ရှိအနေထားမှာကိုယ်လဲကိုယ်ပေါက်ပြန်တွေ့နေတဲ့အနေထားမျိုးမှာ Manu က ကိုးတော့ရနိုင်ကြီးတော့ရှိနေတယ်ဗျာကိုပေါင်းကြီးအရာပေါ့လေအဲ့တော့မနစ်ကဘော်ဒီဝင်ရိုးပေးခဲ့တဲ့ပုံပြန်ကြည့်ရင်လေဘူးအနေနဲ့မနစ်ကတလုံးတရာရှုံးကျွန်တော်ပေးခဲ့တာเนาะအဲ့တော့တူးတူးနဲ့ကျွန်တော်ပွဲပြီးခဲ့တယ်ဆိုတော့မနစ်ကထပ်အများကြီးပျော့တယ်လေပဲတရာလောက်ကိုပျော့သွားတဲ့အနေအထားမျိုးမှာလက်ရှိတလုံး30ပေါင်းအရာလေဘူးနိုင်ရင်တောင်မှကတ်ပြီးနိုင်မဲ့ဝင်ရိုးမျိုးတော့ဖြစ်တော့ဖြစ်နေတယ်ပေါ့လေအဲ့တော့မနစ်ကတော့ဒါလေဘူးဟာမန်ချက်စတာယူနိုက်တက်အိမ်ခွင်မှာပထမအကြော်တုံးကတော့ အဝေးခွင့်ကနေလည်းပဲတရားရှုံးကြီးပေးတယ် Z3 နဲ့တော့နိုင်ဘူးပါတယ်เนาะဒီဒီရလက်လေးတွေတော့ရှိခဲ့ပါတယ်အဲ့တော့ United အနေနဲ့ဒီ Liverpool အိမ်ခွင့်မှာမနိုင်ခဲ့တာတော်တော်လေးကြာပြီ2016ထဲကပေါ့လေအဲ့တော့လက်ရှိအချိန်ဒီမှာတရား United အနေနဲ့အဝေးခွင့်မှာကိုကိုရတဲ့ပွဲတော်မှာအားလုံးပေါင်းနှစ်ပွဲပဲရှိတယ်เนาะ2018မှာတပွဲ3-1နဲ့2025မှာ2-2ဒါပဲရှိတယ်ကျန်တာတွေက7-0 4-0 2-0 3-1လို့နဲ့ရှုံးခဲ့တာကြောင့် United အနေနဲ့ကနည်းနည်းလေးတော့ တိုင်ပတ်နေတယ်ပေါ့နော်လေဗိုဘူးအင်ကွင်းကအရင်ကြီးအစင်လာရအစင်တော့တိတ်မပြေဘူးဒါပေမဲ့နောက်တစ်ခုကလေဗိုဘူးအနေနဲ့ကလက်ရှိအနေထားမှာခန်းစစ်ပွင့်တာတပိုင်းမှာဒါပေမဲ့လက်ရှိပြန်မလို့နောက်ဆုံး9ပွဲဆက်ကျွန်တော်တို့လေဗိုဘူးကကြီးကြထားတယ်ဒီကြဒီနေ့ပွဲမှာ ကြည့်အောင်နိုင်တယ်ဒီနေ့ပွဲမအောင်ရင်လာမယ့်ပွဲအောင်မှာဖြစ်တဲ့အတွက်ဒီနေ့အောင်မလားလာမယ့်ပွဲအောင်မလားပြန်ကြည့်တဲ့အခါမှာဒီနေ့ United နဲ့ပြီးသွားရင်နောက်တစ်ပတ်လာမယ့်ဂျာယန်မှာကျွန်တော် Frankfurt နဲ့ Champion League မှာကမ်းမှာဖြစ်ပါတယ် Frankfurt ကလက်ရှိတိုက်စစ်ကတော်တော်လေးကျန်းနေပါတယ်เนาะ Bundesliga မှာလည်းလုံးဝဖွင့်ဆော်ပါတယ်အဲ့တော့ဒီလိုမျိုးပုံနဲ့ Liverpool အနေနဲ့ဒါတည်ရောက်ပဲရမယ်အနေထားမှာကြီးကြနိုင်တယ်အဲ့တော့လက်ရှိအနေထားအရာဒီပွဲက Liverpool ကြီးအောင်ဖို့ရအောင်တော့တော်တော်လေးများတယ်လို့ကျွန်တော်သုံးသပ်တယ်ဗျအဲ့တော့နောက်ဆုံး၃ပွဲကတော့တော်တော်လေးရှုံးထားတယ် ဒီ Galatasaray အိမ်ခွင်မှာ1-0 Crystal Palace အိမ်ခွင်မှာ2-1နဲ့ Chelsea အိမ်ခွင်မှာ2-1ဆိုတော့ သုံးပွဲလုံးကိုပြန်ကြည့်ရရင်တော့အဝေးဝင်းလေးတွေဖြစ်နေတယ်เนาะအဲ့တော့အိမ်ဝင်းကတော့ဒီဟာဒီအားရစီကတော့ရှိတယ်နိုင်ပွဲလုံးကတေးပွဲလုံးကမရှိဘူးနိုင်ပွဲဒီအားလုံးပိုင်ဆိုင်ထားတယ်ဒီထဲမှာအာဆင်နယ်လိုအသင်းကိုကျွန်တော်တို့1-0နဲ့လီဗာပူးကနိုင်ထားပါတယ်ဗျအဲ့တော့တီကို3-2နဲ့ဖုတ်လာတယ်အေဗာတန်ကို2-1ဆောက်တန်ကို2-1ဖြစ်တဲ့အတွက်ဒီနေ့လိုမျိုးအမှတ်အရန်လိုတဲ့အနေအထားမျိုးမှာဆာလတ်တို့အုပ်စုနော် Griven Bash လည်းပြန်ပါတဲ့အနေအထားမှာ Izet တို့လည်း900နေတဲ့အချက်ကြောင့် Liverpool အနေနဲ့ဒီဘွဲကမရှုံးနိုင်တော့ဘူးဗျတလုံး30ပေါင်းအနေအထား ဟိုချားထားတဲ့အချက်ဟာလေဘူးနိုင်မှာမှုလို့သာဘူဂီဒီနေနဲ့တလုံးတီဝင်ရမျိုးပေးခြင်းပဲကျွန်တော်ကတော့ယူဆတယ်ဗျအဲ့တော့ဟိုတဖက်ဒီ United ဘက်ကိုလက်ရှိကားဖောင်ပြန်ကြည့်ရင်တော့ Sunderland ကိုနိုင်လာတာမှန်တယ်ဒါပေမဲ့အဝေးကွင်းဖောင်ကိုပြန်ကြည့်ရင်ဒီဟာဒီ United အဝေးကွင်းနိုင်ွယ်တပွဲမှမရှိတာဘူး Brentford အိမ်ကွက်မှာကျွန်တော်3-1နဲ့ United ကရှုံးလာတယ် Manchester Manchester City Man City အသင်းကို3-0နဲ့ရှုံးလာတယ်အဲဒါကလည်း City ပြီးခဲ့တဲ့ကြီးကတလုံးတည်ဖြစ်ပါတယ်အဲ့တော့ City တလုံးတည်ကို3-0နဲ့အောင်တယ်အခု Liverpool တလုံးတည်က အောင်မလားကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့ Grizzly Down အသင်းကိုတော့မှနော်ဒီအဆုံး penalty အဆုံးဖြတ်လာအချိန်မိုလာအဲ့မှာရှုံးပြီးထွက်လာရတဲ့ United အနေနဲ့ကနောက်ဆုံး၅ပွဲဆက်ကြီးကြာထားတယ်ဆိုတော့ဒီလိုမျိုးအသင်းဟာကျွန်တော် Liverpool အိမ်ခွေးကမလွယ်လောက်ဘူးဗျာသိလားအဲ့တော့ဟို Sasco တို့အုပ်စုဟိုဂိုးရမယ်ဆိုရင်တော့မှလက်ရှိဒီဒီဒီဂိုးသမားအနေနဲ့က Bayern မဟုတ်ဘဲနဲ့ လာမယ့်အနေနဲ့ပါမယ်ဆိုရင်တော့မှအရင်ပွဲခြေစွမ်းပြခဲ့တယ်ဟိုလက်စွမ်းပြခဲ့တယ်ဆိုပေမဲ့ဒီပွဲကလည်းဘူးအသင်းကိုတော့ခံခံနိုင်စရာတော့အကြောင်းမရှိဘူးရာဆိုတော့ညီကုန်းချောင်းအရင်တော့ဒီပွဲကကျွန်တော်တို့ဇုံဘော်တွေရပဲဝင်မယ်လို့ကျွန်တော်ယူဆတယ်လည်းဘူးဘော်ဒီမိုက်ပါတယ် ဂိုးပေါ်ပုံမိုက်ပါတယ်အဲ့တော့ဒီပွဲလေးနှစ်ပွဲလုံးကျွန်တော်ဒါအဲမောင်းနေမှာကျွန်တော်ပြီးတော့ပြန်ပြောပြပေးပါမယ်အဲ့တော့ Liverpool body ကြိုက်တယ် Liverpool ဂိုးပေါ်ကြိုက်ပါတယ်โอเคပါဒါဆိုတော့ဒါ Premier League ရဲ့နှစ်ပွဲသုံးသက်ချက်လေးပြီးပါပြီကျွန်တော်တို့ဒါ La Liga လေးအဲ La Liga မတော့ရင်ကျွန်တော် Serie A ရင်သွားလိုက်မယ်ဗျအဲ့တော့ Serie A မှာအကြိုက်ဆုံးပွဲကတော့ AC ပွဲပါ AC Milan နဲ့ Fiorentina ပွဲပါအဲ့တော့ AC Milan ကလက်ရှိအနေအထားမှာတလုံး80ပေါင်းနှလုံးကို60ရှုံးနေကျွန်တော်ပြန်ကားထားပါတယ်အဲ့တော့ AC Milan အနေနဲ့ကလက်ရှိအဆင့်လေးမှာရမှာ73မှတ်နဲ့ရက်တည်နေတယ် ဒီယာဒီ AC မီလန်ခြေစွမ်းတော်တော်လေးကောင်းပါတယ်အဲ့တော့အပေါ်မှာကအင်တာမီလန်ကဒါလက်ရှိ9ပွဲကစားပြီး15မှတ်နာပိုလီက9ပွဲကစားပြီး15မှတ်နဲ့ရိုမာက9ပွဲကစားပြီး15မှတ်ရနေပါတယ်အဲ့တော့ဒီနေ့ဘက်မှာအကယ်၍ AC မီလန်နောက်ထပ်3မှတ်ရခဲ့မယ်ဆိုရင်16မှတ်နဲ့เนาะဇယားထိတ်ကနေ AC မီလန်ဦးဆောင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ G ကို G ရရင်တော့တလုံး80ပေါင်းအပေါ်ရန်ကြည့်ရင် DG ကပျော့တယ်လို့ကျွန်တော်သုံးသပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့တလုံး80ပေါင်းဝင်ရောမှာနှလုံး60ရှုံးဆိုတော့ဂိုးပေါင်းကြီးနဲ့ရှင်ပြီးကြည့်မယ်ဆိုရင် body အောင်နိုင်ကြီး ရှိနေတယ်เนาะအဲ့တော့ BBG ရောက်သွားမယ့်အနေထားဖြစ်သွားတယ်အဲ့တော့ဥပမာအဲ၃လုံးအဲ90ဘောင်းလို့ပါတော့ဆိုရင်တော့ AC အနေနဲ့ online ကြီးနဲတယ် Fiorentina 900နိုင်တယ်ဒါပေမဲ့အခုကနှလုံး60ရုံးကိုဖြစ်နေတဲ့အတွက် Fiorentina အနေနဲ့เนาะကိုသမားတဟေရလက်စွမ်းပြပြီးတော့ဒီဘက်မှာ BBG အောက်သေးပဲဝင်မယ့်အနေထားရှိမယ်လို့ယူဆပါတယ်မနေ့က AC Milan အနေနဲ့ လူဆောင်တက်ဆောင်ပါတာတော့မှအင်ခွင်းမှာတလုံး90ပေါင်ပဲပေးခဲ့တာပါအဲ့တော့အခုတလုံး90ပေါင်ဝင်ယူရောက်နေတဲ့အတွက်လက်ရှိလူစင်အများကြီးเนาะပိုလစ်စ်မပါဘူးဗျာရာဘီယောမပါဘူးဗျာနောက်အန်ကူကူမပါဘူးเนาะအက်စတိုဘီယန်မပါတဲ့အဓိကကစားသမား၄ယောက်လောက်ပျောက်နေတဲ့အနေအထားမျိုးမှာတလုံး60ပေါင်90ပေါင်ကတော့ဒါ DJ ကမှန်နေလို့ပဲကျွန်တော်တို့သုံးသက်တယ်အဲ့တော့ Fiorentina ကိုပြန်ကြည့်ရင်လက်ရှိအဆင့်18ကိုရောက်နေရမှတ်သုံးမှာပဲရတာ ਨੇ Diadi ရဲ့ဒါ Serie A မှာเนาะ9ပွဲလုံးဝမရသေးတဲ့အသင်းထဲမှာ ပါတယ်เนาะအဆင့်ဒါ16အထိရောက်နေတယ်ဗောလေအဲ့တော့လက်ရှိအနေအထားအရ AC Milan နေနဲ့လက်ရှိဂျာဂျာယန်မှာလည်း Champions League ကန်စရာလည်းမရှိတဲ့အတွက်ကန်စရာက Serie A ပဲရှိတဲ့အတွက်เนาะလောလောဆယ်အနေအထားအရဒါပြီးခဲ့တဲ့ပတ်မှာ Juventus ကိုတရေကန်ခဲ့တယ်ဆိုပေမဲ့ Napoli လိုအသင်းကိုတောင်2-1နဲ့ဖြုတ်ခဲ့တဲ့အနေအထားမျိုးမှာ AC Milan ဘီဘော်ကြီးရောက် AC Milan body တော့မဟုတ်ဂိုးအောင်ထဲရပဲစဉ်းစားသင့်တယ်လို့ပဲကျွန်တော်ယူဆပါတယ်။အိမ်ဝင်လဲတောက်လျှောက်တရားဒီမှာအဲကြီးအောင်လာလိုက်ဒီ Cremonese လေးအဖွဲ့မွဲတပွဲပဲ1-2နဲ့ရှုံးလာတာဖြစ်ပါတယ်။နောက်တော့တစ်ဖက်ကအတင်ကတော့ Fiorentina ကတော့လက်ရှိအဝေးဝင်းတော်တော်လေးစိုးနေတ ဒါပေမဲ့တေးပွဲတွေပဲဒါနောက်ဆုံး၅ပွဲဆက်ပိုင်ဆိုင်ထားတယ်ဒီထဲမှာကယ်လီယာရီယို11တိုရိုင်နိုကို ZZ ပီဆာအသင်းကို ZZ ဖြစ်ပါတယ်เนาะအဲ့တော့ဒီပွဲလဲတေးကြတာတခုကတော့ Fiorentina ခံစစ်ပဲအသားပေးပိတ်ကန်လာမှာဖြစ်တာကြောင့်ကျွန်တော်တို့ AC Milan body မိုက်ပါတယ် go out မိုက်ပါတယ်နှစ်ကြောင်းလုံးတော့ထည့်ပြီးကာပြီးရိုက်တဲ့နယ်လို့ယူဆရပြီ။အဲ့တော့အဲ့တော့နှစ်ကြောင်းလုံးလဲအောင်နိုင်ကြီးများပါတယ်။အဲ့တော့ဒါပေမဲ့ 1C 2C ပေါ့ဗျာ 3C ဖြစ်သွားရင်တော့လည်းမပြောတတ်ဘူးပေါ့လေ။အဲ့တော့ ဒီဘက်ကကျွန်တော် line up အဓိကကြည့်ပါမယ်ဒီ Jimenez ပါမလားတချို့ကြတော့လက်ရှိအနေထားရ Rafaeli ကိုမထည့်တာပါညာဖြစ်နိုင်နေဆိုတော့ body ရွေးရမလား goal ရောက်ရွေးရမလားကျွန်တော် Telegram မှာနောက်ကြဘွယ်အနေနဲ့အကယ်၍ဘွယ်ကောင်းနေဆိုရင်တော့တင်ပေးပါမယ်မနေ့က Barcelona ကျွန်တော်မတင်တာကကျွန်တော်အဲ့ Rashford ကိုမယုံလို့ဗျာနော်ကံကောင်းတဲ့2-1နဲ့ဟိုနော်မုံနေရွေးမိအောင်ပါဗျာနော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်နောက်ကြဘွယ်အနေနဲ့ Telegram မှာတင်ပေးပါမယ်အောက်မှာကျွန်တော် live ပြီးရင်တော့အောက်မှာ description မှာကျွန်တော် Telegram link လေးချပေးထားပါတယ်နော်โอเคပါဒါဆိုတော့ series ရအဲ့ဒီဘွယ်ပဲကြိုက်တယ်ဗျာအဲ့တော့ La Liga လေးဆက်သွားမယ်အဲ့တော့ La Liga မှာဒီနေ့ဘွယ်ထဲ မှာအဲရှူကတော့မဟုတ်ပင်မယ်လို့အမှတ်လိုတဲ့ပွဲကတော့ Real Madrid ပေါ့လေအဲ့တော့ Real Madrid အနေနဲ့ကတော့အရင်ကြီးယုံကြည်စရာတော့မရှိဘူးမနေ့က Barcelona အနေနဲ့၃မှတ်ရသွားပြီဖြစ်တဲ့အတွက်ဒီနေ့ပွဲကအနိုင်ဆုံးတည်ရေကံမရမယ်အနေထားဖြစ်ပါတယ် graphic အိမ်ဝင်းကအရင်ကြီးတော့မလွယ်ဘူးဗျဒါပေမဲ့လက်ရှိအနေမှာဘာလင်ကန်တို့အုပ်စုပြန်ပါတဲ့အနေထားမျိုးမှာနော် Vinicius ကအမ်ပါဘေရောဒီရက်ဆိုအကုန်လုံးလူဆုံးပြီးဖြစ်တဲ့အတွက်တိုက်စစ်ကတော့စိတ်ပူစရာမလိုဘူးဒါပေမဲ့ Real Madrid မှာပြဿနာက cancel ပိုင်းအားလုံးကျိုးပဲ့နေတယ်ပေါ့လေလက်ရှိ Militao Valverde အဆန်စီကို Carrasco နဲ့ပဲပေါ်ထမယ်အနေထားမှာနည်းနည်းလေးတော့အန္တရာယ်များတယ် ဒါကိုတောင်မှနှလုံးတရာရှုံးမဲ့ပေးထားတယ်ဆိုတော့ကရာဖီးအနေနဲ့အဲနှလုံးမပြတ်နိုင်တဲ့အနေအထားမျိုးမြင်ရတယ်ပြီးခဲ့တဲ့ရာသီမှာကရာဖီးအိမ်ခွင်းမှာလည်း Real Madrid အဝေးခွင်းကနေမနေ့ကတလုံး90ပေါင်းပဲပေးခဲ့တာ0-1နဲ့ပဲပွဲပြီးခဲ့တယ်ဆိုတော့ဒီလိုမျိုးပဲထပ်ပြီးတော့လာအောင်မယ်လို့ယူဆပါတယ်ဂရာဖီးကဒီရာသီမှာခြေမှန်မှန်နဲ့ပြဿနာရှိတယ်အဲ့တော့အလေလာသင်းနေနဲ့ အောက်ပိုင်းအသင်းတွေကိုတော့ရလက်ကောင်းပြီးတော့လက်ရှိဒါဘာစီလိုနာအသင်းကို3-0နဲ့ရှုံးထားပါတယ်เนาะဆီဗီလာအသင်းကိုနိုင်လာတယ်ဒီဆလာဗီကိုအသင်းကိုနိုင်လာတယ်ဆိုတော့အိမ်ကွင်းပြန်ကြည့်ရရင်ဒီဟာဒီတော့ဒီဂရာဖစ်ရှုံးပွဲမရှိသေးဘူးဗျာเนาะအဲ့တော့အသေးနှစ်ပွဲရှိတယ်အန်နာ2.5သုံးပွဲလုံးပိုင်ဆိုင်ထားပုံညရီယယ်မက်ဒရစ်ဒီနေ့ပွဲမှာနည်းနည်းလေးအခက်အခဲဖြစ်နိုင်တယ်ဒါပေမဲ့ရီယယ်မက်ဒရစ်ပြန်ကြည့်ရရင်တောက်လျှောက်ခြေစွမ်းပြန်မှန်လာတယ်လို့ပြောရမှာပေါ့လေဗီလာရီယယ်လိုအသင်းကို3ဂိုးတကူနဲ့နိုင်တယ် current amd ကို 5C เนาะပြီးတော့တီကိုတော့5-2နဲ့ပပဆက်ဆက်ရှုံးထားတယ်ပေါ့လေဒါပေမဲ့ရှေ့မှာလေဗန်ဒီအသင်းကို4-1 1တောက်လျှောက်တိုက်စစ်ကအဆင်ပြေခဲ့တဲ့အတော့လက်ရှိစဉ်းစားမယ်ဆိုရင်တော့တလုံး20ရှုံးမှာဒါနှလုံး100ရှုံးကြီးကြောင်ကျွန်တော်ဒီပွဲလေးအဲ Real Madrid တလုံးတည်နေနေတော့အဆင်ပြေနိုင်မယ်ထင်ပါတယ်3.89ညာကရောတောင်းလောင်း8900ပြန်ရမယ် Real Madrid 1 equal နဲ့နေတော့အဆင်ပြေမယ်ထင်ပါတယ် Okay ပါအပေါ်ကအသင်းနေထဲမှာ Celta Vigo နဲ့ Sociedad အနေနဲ့ကကျွန်တော်ဂိုးပေါ်လေးကြိုက်တယ်ပါဘာလို့ level 80ဆိုတဲ့ပမာဏအရာ Celta Vigo online ကြီးတော်တော်လေးများတယ်เนาะအဲ့တော့ body အနေနဲ့ကလည်း မနေ့ကဆက်တာဗီကိုအနေနဲ့ကဒဲဂျီပေးခဲ့တာတူးစီးနဲ့မနေ့ကအောင်းတယ်အဲ့တော့အခုမနေ့ကဒဲဂျီဟိုမှာအခုဒီနေ့ level 80ဆိုတဲ့ပမာဏအရဆက်တာဗီကိုအောင်းမဲ့ဂျီပဲဒါပေမဲ့ဒီ social media အနေနဲ့ကရမှတ်အရန်လုံနေတယ်နော်ဒီရာဒီမှာလက်ရှိနေရာရမာယိုကာတပွဲပဲနိုင်တာလေ channel ပွဲအားလုံးလစ်နေတဲ့အနေအထားမျိုးမှာတန်းဆင်းဆုံးအောက်ဆုံးကိုရောက်နေတယ် social media ကအဲ့တော့ဒီလိုမျိုးနေထားရအဆင်မပြေ super man ကြီးမရှိတဲ့ queen လေဟာ social media တော်တော်ကိုဖောင်ပြတ်သွားတဲ့ပုံပါပဲနော်အဲ့တော့ဒီဘက်မှာလက်ရှိပေးထားတဲ့ GE ရာကလည်း level 80ဆိုတဲ့ပမာဏအရပြန်ခန်းဖတ်ဖို့ အဆင်မပြေနိုင်ဘူးဗျာဒါပေမဲ့နှလုံးတရာရှုံးလေးပေးထားတာကြောင့်စိုးစီးတဲ့ကိုးရမယ်အနေထားလေးရှိနေတယ်ဒါကြောင့်နေမယ်ဆိုရင်တော့ကျွန်တော်ဒီဘွဲကဇေဒါဘီကို body တော့မဟုတ် 5ပေါ်5ပေါ်လीတော့ပိုဖြစ်နိုင်ကြီးများတယ်ဗောလေဒါလीတော့ကြိုက်ပါတယ်လေဗန်လေးနဲ့ဒီဗလကာနိုပွဲလဲကျွန်တော်5ပေါ်ပဲကြိုက်တယ်ဒဲချင်းမှာနှလုံး100ရှုံးဖြစ်ပါတယ်နှစ်သိန်းစလုံး900နိုင်တယ်ဒီဒီနှစ်သိန်းရပြီးခဲ့တဲ့ရာသီမှာနောက်ဆုံးထိတဲ့တိစုမှုအရလေဗန်လေးအင်ကွန်မှာ2021တုန်းကနောက်ဆုံးတွေ့ခဲ့တယ်လေဗန်50ရှုံးပေးတယ်ဝမ်းဝမ်းနဲ့ကျွန်တော်ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့လေဗန်လေးအနေနဲ့ဒီရာသီဘယ်ပွဲပဲကြည့်ကြည့်ဖွင့်စော်တာတွေ့ရတယ်အသိန်းကြီးရောအသိန်းလက်ရောဘယ်သိန်းမရွေးအဲ900ရတာများအများစု900ရတယ် real budget ကိုတော့မှ22နဲ့ရှင်ရိုက်တယ် real madrid ကို14နဲ့900ရတယ် graphic လို့မာပါတယ်ဆိုတော့အင်ကွန် ွဲမှာဝမ်းဝမ်းနဲ့ရခဲ့တဲ့အတွက်ဒီပွဲကတေချာပေါက်11ဒီ6ရနိုင်တယ်တစ်ဖက်ကဒီဒီ ဗလကားတို့အနေနဲ့ကတော့နောက်ဆုံးပြန်မလို့ခုနှစ်ပွဲမှာဒါတပွဲပဲဒီလက်ရှိဒီ goal ပေါ်ထားတယ်ပေါ့နော်အာ under 2.5တွေကြီးအများစုဖြစ်နေတဲ့အတွက်နှလုံးတရာရှုံးကြီးကတော့ဗလကားတို့လည်း goal ရနိုင်မယ်လို့ကျွန်တော်ယူဆတယ်ကိုဘော်ပဲနေသင့်ပါတယ်။โอเคပါ။ဒါဆိုတော့ကျွန်တော်လာလီကပြီးပါပြီ။ပြီးပါ ው ကတော့ဘော်ဒီဂျီအရင်ပြင်းနေပြ။တကယ်ကံပြတ်နိုင်ပါတယ်။နီကိုဝီလီယံပြန်ပါပြီ။လူစုံတက်ဆုံပြန်ပါတဲ့တိုက်ဆက်ဟာ LG အနေနဲ့ကတော့ဒီရာသီမှာရှောင်းစရာကအရင်ကြီးခြေစွမ်းကောင်းတယ်။မာတဲ့အချက်ကြောင့်ရှောင်းတာပါနော်။ဒီရာသီအိမ်ခွင်နောက်ဆုံးအာ 6ပွဲဆက်ကြီးအောင်ထားတယ်။လာလီဂါ4ပွဲလုံးအောင်ထားတယ်။ရီယယ်ဘက်လေ Levante, Oviedo, Seravi ကိုအကုန်ကြီးအောင်ထားတဲ့အတွက်နည်းနည်းလေးတော့တည်ပွဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဘီဘာဝအဝေးဝင်အနေနဲ့ညံ့တယ်။နောက်တောက်လျှောက်လဲဘီဘာဝအဝေးဝင်ဆုတ်ပြတ်တက်နေတဲ့အနေအထားမျိုးမှာနီကိုဝီလျံပြန်ပါပြီဆိုတဲ့အတွက် level 80ရှုံးမှာနှလုံး30ရှုံးကြီးရ body ဝင်ရောအောင်နိုင်ကြီးအများများပါတယ်။နောက်အဲ့တော့လက်ရှိလဲဒီ Euro ဒီဥရောပဝင်ခွင့်အတွက်ဘီဘာဝအနေနဲ့က ကမ်းမှာဆိုတော့ဒီနေ့နိုင်တော့ Villarreal တို့ဘာလို့ကိုအမှတ်မိနိုင်ချေရှိပါတယ်ဒါကြောင့် Bilbao body လေးတော့အောင်ပြစ်မယ်လို့ယူဆပါတယ်เนาะ Bilbao body လေးမိုက်ပါတယ် Okay ပါအဲ့တော့ဂျန်နာကကျွန်တော် Bundesliga လေးဆက်သွားမှာပြီးရင်တော့ကျွန်တော်မောင်းလေးပြောပြပါမယ်เนาะအဲ့တော့ Bundesliga မှာလက်ရှိဒီနေ့ဘွဲကကြိုက်တာကတော့ဒီ Freiburg နဲ့ Frankfurt ပေါ့เนาะဆိုတော့ဒါကပထမဆုံးဘွဲပါဆိုတော့ Dejan Nibar ပေးထားတယ်သုံးလုံးကို20ပေါင်းနဲ့ကားထားတယ်မနေ့က Freiburg အိမ်ခွင်မှာလေ level 50ပေးတယ်13နဲ့ Frankfurt ကနိုင်ပြီးတော့ goal ball ဖြစ်ခဲ့ပါတယ်အဲ့တော့ ပရိုက်ဘတ်အင်ဝင်သမိုင်းတစ်ချောင်းမှာ front fan နဲ့တွေ့တိုင်းတစ်ချိန်ပဲကြီးအောင်ပူတယ်2016မှာကျန်တာအားလုံးကြီးကြထားတဲ့အစဉ်လားရှိပါတယ်အဲ့တော့အခုလည်းထပ်ပြီးတော့11ဒါ30နီးပါးအင်ဝင်ကနေ front bat ပေးထားတယ်အဲ့တော့ front bat အနေနဲ့ကလက်ရှိအနေထားမှာဒီအားဒီမှာတိုက်စစ်ပိုင်း အားရတယ်ဒါပေမဲ့နောက်ဆုံးပွဲမှာမိုးချင်္ဂလာပိုင်းနဲ့ပွဲမှာကျွန်တော်တို့ဇီးဇီးနဲ့ကြီးနေခဲ့ရတယ်နော်ဘိုလိုညာနဲ့ပွဲမှာ1-1ဒါပေမဲ့ဂျန်နဲ့ပွဲအားလုံးဟာနော်စတူဂတ်လိုအသင်းကို3-1နဲ့နိုင်တယ်ကိုလုံအသင်းကို4-1 Osbert အသင်းကို1-3ဖြစ်တာကြောင့်တစ်ဖက်ကဖွင့်ဆော့လာမယ် Frankfurt ရဲ့လက်ရှိ Garner Fong နဲ့တွေ့မယ်ဆိုရင်တော့3-20ပေါင်းဟာ ပေါ်သွားနိုင်ပါတယ်အဲ့တော့ body ဝင်ရိုးအရာကတော့အန်နေအရန်များတယ်ဗျဒဲဂျေးဆိုတဲ့ပမာဏဟာ front fat အနေနဲ့ဘေးတဲ့ဂျေးဆိုပေမဲ့ဒီဘွဲကအခက်မသိရင် fry back နိုင်သွားနိုင်တယ်ဒါ့ပေမဲ့လက်ရှိဇရာရက်တင်မှုနဲ့เนาะလက်ရှိတိုက်စစ်ပိုင်းနဲ့ current form အရာကတော့ဒီဘွဲကကျွန်တော်5ပါပဲပိုနေတဲ့နယ်လို့ယူဆပါတယ် front fat အနေနဲ့ကတော့ဒါ tico 51 mo jungla ဘက်ကို64เนาะ liverkusan ကို31 hoffen ကို31ဖြစ်တဲ့အတွက်တော့ဒီဘွဲက ac 3လုံးလောက်တော့ရောက်မယ်လို့ပဲကျွန်တော်ယူဆပါတယ်เนาะတစ်ခါ fry back ကိုပြန်ကြည့်ရရင်လက်ရှိဟိုရာသီဂျိုဘွဲစင်နဲ့ဆက်လို့ က်ရှိအချိန်ဒီမှာတောက်လျှောက်ဘိုဒင်းတို့စကိုဖြစ်ထားပါတယ်เนาะဒါကြောင့်အဲ11ဆိုရင်တော့လည်းမတတ်နိုင်ဘူးဒါပေမဲ့နေသင်းတာတော့ကျွန်တော်ဂိုးအပေါ်ပဲကြိုက်ပါတယ်เนาะ front fat ဂိုးပေါ်ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်ဒီ Hoffenheim နဲ့ Saint Pauli ပါဒီမှာ level 20ဟောဒီ Saint Pauli Saint Pauli ဘက်ကပေးထားတယ်380ပေါင်းပေးထားပါတယ် မနေ့ကလည်းစိန့်ပေါ်လီဘက်ကဒါ level 50ပြီးပြီးတော့ 1C နဲ့စိန့်ပေါ်လီအောင်ခဲ့ပါတယ်အဲ့တော့အခုပေးတဲ့ကြီးအရာကတော့မနေ့ကတော့မပြင်းဘူးသုံးမှတ်တော့မတေချာနိုင်ဘူးဒါပေမဲ့စိန့်ပေါ်လီကဒီရသည်အင်ကွင်းမှာ Osbert အသင်းကိုလည်းဒါဒီရသည်ပေးတဲ့ကြီးက level 50ပဲ2-1နဲ့အောင်လာတယ် Dortmund ကို3-3နဲ့ဒီဘက်ကဆန်ကို1-2ဖြစ်ခဲ့တယ် Bodenus ကို3ပွဲလုံးဖြစ်ခဲ့ပါတယ်ဆိုတော့တိုက်စစ်အားကောင်းနေတယ်တစ်ဖက်က Hoffenheim ဟာ တောက်လျှောက်တိုက်ဆက်ကောင်းလာပြီးမှနောက်နောက်ဆုံးဘက်ကိုလွန်တဲ့ကိုအိမ်ဝင်းကြီးမှဇီးဝမ်းနဲ့ရှုံးသွားတယ်အဲ့တော့နည်းနည်းလေးတော့အန္တရာယ်များတယ်ကိုပေါင်းကြီး390ဘောင်းရလဲဂိုးပေါ်ဖို့တော့တိတ်တော့မမြင်ဘူးဗျနောက်ဘာလို့နှစ်သိန်းစလုံးရဲ့လက်ရှိကောင်းရဖောင်ရအဲဂိုးတွေရနေတဲ့အနေအထားကိုတောင်း390ဘောင်းဆိုတဲ့ကအဲဂိုးအောင်မဲ့ဇိုက်လက္ခဏာဖြစ်နေတဲ့အတွက်ကိုပေါင်းကြီးတော့ရှောင်းနေတယ်ဟော်ဘိုင်းတရာစီအဝေးကွန်းတောက်လျှောက်ကြီးအောင်ထားတယ် အဝေးဝင်းပို့ပြီးရလက်ကောင်းတယ်ဗျာလီဗာပူးစံကိုနိုင်လာတယ်ယူနယ်ဘာလင်ကိုနိုင်လာတယ်ဖရိုင်ဘတ်ကိုတည်ဖြစ်တဲ့အတွက်လက်ရှိ20ရှုံးလောက်ကတော့ဟော့ဖိုင်းတည်တော့ရလောက်မယ်ထင်ပါတယ်ဟော့ဖိုင်းဘော်ဒီဖြစ်ပါတယ်အိုဟိပါဒါဆိုတော့ဘွန်နဒီကပြီးပါပြီကျွန်တော်လီဂူ1เนี่ยတပွဲပဲပြောပါမယ်2 loss ပွဲပါเนาะဒီနေ့ရဲ့3စနီးပါးကြိုက်ရတဲ့3စပဲရွေးရင်ကောင်းပါဗျာเนาะ သုံးသရွေးလိုက်မယ်ဗျာနော်အဲ2လောင်းနဲ့ကျွန်တော် mass ပွဲပါဆိုတော့တလုံးတည်တလုံး60ပေါ့အစား2ဆရွေးမလို့ပဲနော်ဒီပွဲကတော့ဖြစ်နိုင်ချေအရှိဆုံးပွဲလို့တော့ကျွန်တော်ယူဆတဲ့အတွက်ကျွန်တော်ဒီနေ့သုံးဆတင်လိုက်မယ်ဗျာနော်အဲ့တော့2 loss နဲ့ကျွန်တော်တို့ mass နဲ့ပွဲပါအဲ့တော့လက်ရှိအနေအထားအရ2 loss ဘက်ကတလုံးတည်မှာဒါ3လုံး60ပေါ့ပေးထားပါတယ်အဲ့တော့မနစ်ကတနစ်ကပေါ့နော်2023ရာသီလုံးကနောက်ဆုံးပေးခဲ့တဲ့2 loss အင်ဝင်ကြီးဟာ level 100ရှုံးမှရှိပါတယ်3-6ပြန်နဲ့နိုင်ပါတယ်အဲ့ဒီရှိမှာတော့တော်တော်လေးကြာပါပြီ2016 16တို့ပါတော့ပေါ့နော်အဲ့ဒီမှာတမိုင်းတစ်လျှောက်မှာတလုံးတည်ပေးဘူးတာတစ်ချိန်မှရှိပါတယ် ော်ဒါကြောင့်အခုပြီးတဲ့ဂျေရတာဂျေအပြင်းဆုံးနဲ့ကတပွဲဖြစ်ပါတယ်အဲ့တော့လက်ရှိ2 loss ဆိုတာပြီးခဲ့တဲ့ပွဲမှာ Lion အိမ်ခွင်းမှာကျွန်တော်တို့1 2နဲ့နိုင်လာပါတယ် Nadal ဆို2 2တရားသီးအဝေးခွင်းတော့ Nelly ညံ့တယ်နော် Ozil ကိုရှုံးတယ် Lily ကိုရှုံးတယ် PSG ကိုရှုံးထားတယ်ဆိုတော့အိမ်ခွင်းတောက်လျှောက်ကတော့ PSG ကလွဲလို့ကျန်တာတွေအမှတ်ယူထားတယ်ဒီထဲမှာ Brass ကို level 50ရှုံးမဲ့ပေးပြီးတော့2-0နဲ့ပွဲပြီးခဲ့တာကြောင့်အခုလက်ရှိတန်းဆင်းဆုံးအောက်ဆုံးကနော်နိုင်ပွဲလုံးဝမရှိသေးတဲ့ ဟိုတသိန်းနဲ့တော့အသိန်းဖြစ်တဲ့ mass အသိန်းကိုเนาะလက်ရှိအဆင့်ဆက်ရှိဖြစ်တဲ့ mass အသိန်းကိုပေးတဲ့တလုံးတေးမှာတော်လုံး60ပေါင်အနည်းနဲ့စဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ BBG ရောက်ပဲစဉ်းစားမှာဖြစ်ပါတယ် body ကပို့ပြီး online ကြီးများမယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီနေ့ပွဲထဲမှာ League One ထဲမှာကျွန်တော် ဒူးလော့စ်လေးပဲယူလိုက်ပါတယ်ဒူးလော့စ်ဘောလေးဖြစ်ပါတယ်မတ်ဆာပြီးခဲ့တဲ့ပွဲမှာမာဆီကို3ခုပြန်နဲ့ရှုံတဲ့အသင်းကြီးတွေအားလုံးကိုတိုက်စစ်ကောင်းတဲ့အသင်းတွေအားလုံးကိုရှုံထားတာဖြစ်ပါတယ်လိုင်ယွန်ကို 3C ပဲရစ်ကိုတော့မှ3-2နဲ့ရှုံထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ဖွင့်ဆော့တဲ့အတွက်ဂိုးတော့ရာကောင်းရနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းဂိုးပေါင်းကြီးကိုကြည့်ရတာ390ပေါင်းဆိုတဲ့ကမတ်ဆာအနေနဲ့ဂိုးမရနိုင်ဘူးလို့ပဲကျွန်တော်ယူဆပါတယ်နော် 1C 2C လောက်တော့အောက်ထက်သွားမယ်ထင်ပါတယ်ဒူးလော့စ်ဘောလေး3ဆပွဲဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ပွဲအားလုံးပြီးပါပြီเนาะအဲကျွန်တော်ဒီနေ့ live လေးတစ်ခုပဲလွှင့်ပါတယ်เนาะအသေးလေးလက်မလေးတော့တယောက်တစ်ချက်တော့ကုညီပြီးတော့နှိပ်ပေး းကြပါအောင်ညကိုရီကျေးဇူးများတင်ပါရပြเนาะโอเคပါကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီနေ့တကြောင်းနဲ့တော့ရွေးချယ်မှုနဲ့မောင်း1လေးနဲ့မောင်း2လေးကျွန်တော်ပြန်ပြောပြောပြပါမယ်เนาะဆိုတော့ကျွန်တော်တို့ဒီနေ့ဒါ16ရက်ပေါ့เนาะဒါ16ရက်10လ2025မှာတကြောင်းနဲ့တော့ပွဲအဖြစ်ရွေးချယ်ထားတဲ့ပွဲတွေတွေကတော့အားလုံးပေါင်းဒါ3ပွဲရှိပါတယ်အဲ့ဒါကတော့ 3ဆပွဲ2 loss body ဖြစ်ပါတယ်2ဆပွဲ Liverpool 9ဘောဖြစ်ပါတယ်နောက်2ဆပွဲကတော့ AC Milan body ဖြစ်ပါတယ်နောက်ဒါကတော့ဒီနေ့ရွေးချယ်မှု3ပွဲဖြစ်ပါတယ်၄သင်းပေါင်းလေးပြောပြပါမယ်၄သင်းပေါင်းထဲမှာကျွန်တော်တို့၄သင်းပေါင်းပေါင်း1ထဲမှာ2 loss body Liverpool 9ဘောနဲ့ပြီးတော့ AC Milan body နဲ့ Real Madrid body ဖြစ်ပါတယ်เนาะအဲ့တော့နောက်ဘွဲကတော့လေးသင်းပေါင်းပေါင်းနှစ်ထဲမှာတော့ကျွန်တော်တို့ Moldy ကိုပေါ့ Frankfurt ကိုပေါ့ Hoffenheim body နဲ့ Liverpool body ဖြစ်ပါတယ်ဒါကတော့လေးသင်းပေါင်းပေါင်း နှစ်ဖြစ်ပါတယ်နော်ပြန်ပြပါမယ်လေးသမားမောင်းနှစ်တည်းမှာမော်ဒီကိုပေါ်ဖရန့်ဖတ်ကိုပေါ်ဟော်ဖိုင်းဘော်ဒီနဲ့ဒါလီဗာပူးဘော်ဒီဖြစ်ပါတယ်အားလုံးဂုဏ်လက်ပါညီကိုတွေနော်အားလုံးအောင်ကြပါလေညီကိုတွေဆိုတော့ဒီနေ့ကတော့ဒါအဲသုံးစားတော့တပွဲပဲထွက်တယ်ဗောလေအကယ်၍ကျွန်တော်ဆောဆောပြောခဲ့တဲ့အကယ်၍အဲကြိုက်တဲ့ပွဲလေးတွေရှိရင်တော့ကျွန်တော် Telegram မှာပဲနောက်ကြပွဲလေးနဲ့တင်ပေးမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီဒီ live stream လေအသေးလေးလမလေးနော်တရားချက်တော့ကုညီပြီးတော့နှိပ်ပေးကြဖို့ဒါကျေးဇူးအများကြီးတင်ပါရပြဆိုတော့ဒီ live stream ကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတရားချင်းတင်တာကျေးဇူးအများကြီးတင်ပါရပြမင်္ဂလာဆီတော်ညနေဖြစ်ပါသေးဗျ con la babia.